ဆုံးအားလုံးမင်္ဂလာပါဒီဘက်မှာဆိုရင်တော့မစားပြီးခဲ့ရှေ့တစ်ခေါက်က CRF နဲ့1100ရောင် review လုပ်ထားပြီးပြီဒီတစ်ခေါက်ကတော့ဒါညမာပြီးတဲမှာဘိုင်းအစည်းရများတယ်များလဲများတယ်နောက်ပြီးတော့ DCT ကိုကိုစားဘလို့မောင်းပြထားလဲဆိုတာလေးကိုကြည့်ကြည့်ပြီးတော့မှာဘိတ်ဒီလေးဆက်ပြီးသွားမယ် okay โอเคကိုစားရဲ့ဗီဒီယိုလေးကိုကြည့်ပြီးသားပြီဆိုရင်တော့ကလပ်ဘိန်းမဟုတ်တော့ DCT ကိုမောင်းလာတာအဲ့လိုမောင်းမယ်ဆိုရင်တော့ကိုစားစီမှာတင်တန်းလာတက်မှရပါမယ်တင်တန်းချင်းရှိပါတယ်ဟုတ်ပြီနော် Just a kidding စတာပါဟုတ်ပြီနော်ဒီကောင်ကတော့ Honda CRF တစ်ထောင်ဖြစ်ပါတယ် เนาะ African Twin လို့လည်းခေါ်တယ်ကိုစားရဲเนาะ African Twin လို့ခေါ်ပြီးဆိုခင်ဗျာဒီကောင်ဒီဘာဖြစ်လဲကိုစားရဲတို့ Touring Avenger လို့လည်းခေါ်ပြီးတော့တင်စားခေါ်ကြတယ်ကိုစားရဲနိုင်ငံမှာတော့လီလန်ဘိန်းနေနဲ့ဝင်ထားတယ်တော်တော်များပါလဲဆိုတော့ကလပ်တိုက်အရန်ရှားပါတယ်အားလုံးဒီဘာနဲ့လာလဲဒီ CT နဲ့လာပါတယ်ဒီ CT ကိုမှခုနလိုမျိုးမောင်းပြမယ်ဆိုရင်တော့ကြိုက်ကြမယ်ဟုတ်ကိုကိုတိုင်းလည်းမောင်းတက်ဖို့လိုပါတယ်အဓိကကလပ်ဘိန်းမှာပဲအဲ့လိုမောင်းလို့ရမှာဒီစီတီနဲ့လည်းမောင်းလို့ရတယ်အဓိကကိုက ီစီဒီကဘာဖြစ်လဲဆိုတော့သူက model ပုံမြင့်သွားတာဖြစ်တဲ့အင်ဂျင်ရဲ့တိစောက်ပုံပုံမြင့်သွားတာဖြစ်တဲ့အတွက်သူ့မှာကပါလာတဲ့ function တွေကိုကောင်းကောင်းအသုံးချတတ်ဖို့ကိုယ်နဲ့ကိုယ့်ရဲ့ happy နဲ့ဆိုင်ကယ် function နဲ့ engine revolution နဲ့တထရဲကြမှာလာနေကိုကစားခြင်းလို့ကစားရင်မောင်းခြင်းလို့မောင်းရအောင်ဖြစ်ပါတယ်ဟုတ်ပြီနော် okay ဒီတော့အားကြီးလိုက်မယ်ဆိုရင်တော့ under cm ထောင်းလေးဖြစ်ပါတယ်ဟုတ်ပြီနော် african wing ဒီ share ကောင်း review ခဲ့တော့ဒီကောင်လေးကြီးကနည်းနည်းလေးယိုးရင်ယိုးနေလိမ့်မယ်ဒါပေမဲ့တော့ညာလေးဒီကောင်လေးမိုက်ပါတယ်ဟုတ်ပြီနော် African Twin လို့ပြောလိုက်တာနဲ့ဒီကောင်ရဲ့ဒီရဲ့ငူမှာဆိုရင်နော်ကိုစားတို့ကြည့်လိုက်မယ်ဆိုရင်ဒီကောင်က Fat Jan လို့ပြောလို့ရတယ်နော်ဟုတ်ပြီလားညနာဟောဘလိုရောင်းလဲဆက်ရုပ်လို့လို့ပါတော့ခက်ချွန်းချွန်းအကြီးနဲ့ကြီးတဲ့အကြီးပေါ့နော်ဟုတ်ပြီလားဒီကောင်ကဝင်းရှိလေးပါတယ် ဒီပြီးခဲ့တဲ့ CR ထောင်ပါဆိုရင်သူက win sheet adjustment တွေပါဒီကောင်မှာတော့မပါသေးဘူးเนาะနောက်ပြီးတော့ဒီကောင်ဒီ shade ဒီ21နဲ့လာပြီးတော့မှနောက်ဒီ17နဲ့လာတာဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ Avenger ကဒီကောင်တွေကရှင်းရှင်းပြောမယ်ဆိုရင်ဒါတို့ဟို Andrew ဘက်တွားလို့ရတယ်လို့ပြောလို့ရတယ်เนาะဒီကောင်ဒီဆောက်ထားပေါ့ပြီးတော့ဒီကောင်ကကြတော့ဒီ African Ping ကြတော့သူက lash နည်းနည်းရှည်ရ lash နည်းနည်းရှည်ရဖြစ်တဲ့အတွက်ဘာဖြစ်လဲဆိုတော့ ခရီး highway သွားတဲ့အချိန်မှာပုံညိမ့်ညောင်းမှုပိုတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီကောင်ကဒီဘိုင်းလေးကြည့်မယ်ဆိုရင်လေကိုသားတို့ဒါကာဗာဆက်လိုက်ပါနော်ရေတန်ကြီးရဘယ်ညာနှစ်ဖက်ပါဒီကောင်လေကိုသားတို့ KDM လေးဆိုနောက်ပိုင်းမှခွဲရအရင်တော့အတက်ဆက်တယ်ပေါ့ဒီကောင်က2016ကလေးဟုတ်ကရေတန်ကြီးဘယ်ညာနှစ်ဖက်ခွဲထည့်လိုက်ပြီးဖန်နေပါဖြစ်ပါတယ်ဟုတ်ပြီနော်ရှေးဖောက်တော့ကိုသားတို့ website down တုံးထားတယ်ဒီပလိတ်တဲ့နှစ်ချက်နဲ့လာတာဖြစ်ပါတယ် ောက်ပြီเนาะဒီကောင်ကစင်ငနယ်လေးရောဒီမှာเนาะသူကစက်ရုပ်နဲ့တော့သူ့ပဲဒီကောင်ပုံစံကြီးလိုက်ခွတ်ပါးတွေရောတေချာဆင်လိုက်တော့လေဒီကောင်စီးသွားမယ်ဆိုရင်လူတွေအရန်ဝိုင်းကြီးပါတယ်အရန်ငေးပါတယ်ဟုတ်ပြီเนาะဒီကောင်ကတီရဲ့ဒီဇိုင်းဟိုက African Pink design ဟိုကတော်လေးမှိုက်ပါတယ်အိဇောကိုလည်းကြည့်တတ်မယ်ဆိုရင်ပုံစံအကြီးကြီးဖြစ်ပါတယ်ဟုတ်ပြီเนาะဒါတော့မှ2016 model ရဲ့အနေထားလေးတော့ဟုတ်ပြီလားဟိုပြီးခဲ့တဲ့ရှေ့ကကိုစားရေး review ထားပြီးရဲ့ 2021 CR 1100L လေးလဲမိုက်ပါတယ်ဟုတ်ပြီเนาะအိုင်ကောင်ကြည့်ချင်းကိုစား ID အောက်မှာ link လေးချလာပြရမယ်အဲ့ဒီ link ကနေတော့ကြည့်လို့ရပါတယ်ဟုတ်ပြီเนาะအဲ့တော့ဒီကောင်တွေကတော့ storing avenger pipe ဖြစ်တာဖြစ်တဲ့အတွက် C ကတော့မပြောနဲ့21 liter အောင်စမ်းတယ်เนาะ21 liter အောင်စမ်းတယ် okay အဲ့တော့ဒီကောင် DCD ဖြစ်သွားပြီဆိုတော့ကိုစားရှေ့မှာမောင်းပြမမောင်းမယ်ဆိုရင်ကိုကသူ့ရဲ့ function นี่အများကြီးနားလည်ဖို့လိုတယ်เนาะဒီဘက်မှာ clock အောင်မှာကြီးလိုက်မယ်ဆိုရင်ကျတော့ကိုယ်တိုင်ပါပါမလဲ တက်ခလုတ်ပါမယ်เนาะနောက်ပြီးတော့ဒီရဲ့ gear position ခလုတ်ပါမယ်เนาะ horizontal ပါမယ် auto manual ပါမယ်ဟုတ်ပြီเนาะနောက်ပြီးတော့ဒီ dashboard မှာဆိုရင်လည်းသူကဘာဖြစ်လဲဆိုတော့ G mode တွေပါရဒီမှာပြန်ပါလာဖြစ်တယ် ABS off တာတွေတို့ဒီရဲ့ပေါ်လိုက်လေးထွန်းလာတော့ဒီမှာပါလာတာဖြစ်ပါတယ်ဒီဘက်ခလုတ်မှာဆိုရင်တော့ကိုယ်စားရ traction တွေ plus minus တွေ signal တွေ horn တွေ set တွေเนาะနောက်ပြီးတော့မှ လက်ကင် heater grip တွေကိုကုန်ပါဖြစ်ပါတယ်ဒီဘေးလေးမှာကိုဆင်ထားတာအရန်သဘောကျကြကောင်းတာပါဖြစ်လဲဆိုတော့ဒီရဲ့ဂိုင်းနေရာစာကြီးတိုင်းမယ်ဆိုရင်မော်တော်တစကိုလမ်းမှာတစ်ကိုင်းနေပါရင်လည်းရိုက်မိတာမဖြစ်တော့မှလက်ကိုလမ်းမှန်တော့မှတန်အကာလေးတွေပါတာဖြစ်ပါတယ်သူက body ကိုလည်းကာထားတဲ့အပြင်မှာဒီမှာတန်ကိုင်းရေထက်ထည်တာအရန်လာပါတယ်ဒီဘေးလေးမှာဆိုရင်တော့ဟုတ်ပြီနော်အဲ့တော့နောက်ပြီးတော့ဒီကောင်နေရှင်းဆက်ကြည့်မှာ DCD တော့ကျွန်တော်တို့ရှင်းမှာလေကတော့ခဲ့တွေ့တဲ့အတိုင်းဘာဖြစ်လဲ break over နှစ်ဖက်နဲ့လာနှစ်ခုလာပေါ့နော်အပေါ်နဲ့အောက်လာဒီကောင်ဆိုလဲဒီကောင်မှာကြီးလိုက်မယ်ဆိုရင်ကိုသားတို့နောက် break ပါမယ်နောက်ပြီးတော့ parking break ပါမယ်လက်နဲ့ညစ်လို့ရတဲ့ break ပါမယ်ခြေောက်နဲ့နင်းလို့ရတဲ့ break ပါဒီကောင်ကကိုသားမြန်မာ BM မှာမှာ CRF ထောင်မှာတွင်းထားတဲ့ဘိန်းတော်များများထဲမှာအောင်မှာဒီဘိန်းလေးကတော့ဒါကိုသားရဲ့တကယ်ရှင်းရဲ့ဘိန်းပေါ့နော်အဲ့တော့ခုတော့ကစားစီမှာအကြောင်းလာအထားရဖြစ်ပါတယ်ဒီမှာကြီးလိုက်မယ်ဆိုရင်ဒီဘက်မှာကြီးလိုက်မယ်ဆိုဒီကောင်က DCD ဖြစ်တော့လဲ DCD ကတကယ်ပြောတာ gear dam ပါဘူးဒီကောင် gear dam ပါတယ်ဟုတ်ပြီနော်ဒီကောင်ရဲ့ gear dam ကိုတက်ပြီးတော့ function မှာ installation လုပ်လိုက်မယ်ဆိုရင်ခြေထောက်နဲ့ gear ထိုးလို့ရပါပြီဟုတ်ပြီနော် okay plus minus plus နဲ့လုံးမှာလားဟုတ်ပြီနော်ဒီမှာ plus minus ပါတယ်နောက်ပြီးတော့ခြေအောင်နဲ့ထိုးမှလာထိုးလို့ရပါတယ်သူရဲ့ function လေးထပ်ပြီးတော့တက်လို့ရတဲ့ဟာလေးပေါ့နော်ဟုတ်ပြီလားနောက်ပြီးတော့ဒီကောင်တွေက အဗန်ဂျာဥမာမှာလူစထွက်ကြတဲ့အတွက်ပုံးတွေဂတ်တွေနဲ့ပါဖြစ်တဲ့အတွက်ဒီကောင်ပုံးလေးဆိုလဲ original ချိန်ဖို့အတွက်အထိုင်တွေကတစ်ခါလဲလာပြီးသားဖြစ်ပါတယ်ဒီနောက်ကိုင်းဆိုရင်လည်းကိုယ်စားအလူမီနီယံနဲ့လာတာဖြစ်ပါတယ်ဟုတ်ပြီတော့တူကိုင်းနေတယ် okay ဘေးကဘဲညာနှစ်ပုံးရဲ့နောက်တစ်ပုံးရဲ့သုံးပုံးကိုယ်စားပုံလေးတွေပြတာပါတယ်ဒီဘိန်းပုံလေးကိုယ်စားဘူစတာမော်တော်စပော့ပင်းမှာဝင်ကြည့်လို့ရပါတယ်အဲ့မှာဆိုရင်တော့ကိုယ်စားအကုန်ပြထားပြီဒီဘိန်းပက်လိုက်ပုံးနော် okay အဲ့တော့ကိုယ်စားဒီမှာဆက်ကြည့်အောင်ဒီကောင်တော့တော့ကိုယ်စားတို့ ဟိုကနေကတ်တော့နေပဲလာတာဖြစ်ပါတယ်ဒီကောင်မှာဆိုရင်တော့ကြည့်လိုက်မယ်ဆိုရင်ဒီကောင်ကစုံစုံလင်လင်လေးဒီ AB USB ပေါ့လေးတွေရောထည့်ထားပြီးတယ်ဟုတ်ပြီနော်အဲ့တော့ဒါကတော့သူ့ရဲ့ထိုင်ကုန်လေးဖြစ်ပါတယ်ထိုင်ကုန်ကဒီကောင်ကတော့ low kit ပေါ့နော် low kit ထပ်ဆင်ထားဖြစ်တဲ့အတွက်နည်းနည်းလေးပူတယ်ပုံမှန် CF ပြန်နည်းနည်းထွားတယ်ဒါပေမဲ့ဒီရဲ့ဂျပန်မှာ CF လို့ပူလို့ထင်တယ်သူကဒီဒီဇိုင်းကိုကဈေးကြီးရယ်မှန်တိုင်းပြောမယ်ဆိုရင်သူစားလို့နော်ကနဟာဒါဒီကောင်ရဲ့ဒီ ဖိနိုင်ကုန်စီဟွာသမိုးလိုချင်တဲ့ဈေးများများပေးမှသုံးရမှာဖြစ်ပါတယ်ဟုတ်ပါတော့ဒီကောင်ကတော့ DCD ဖြစ်တဲ့အတွက်ဟို share NCD CD နားအောင်ပြင်တော့ကိုဆိုင် NCD CD ကိုအများကြီးရှင်းပြရပါရရှိပါတယ်ဟုတ်ပါတော့အဲ့လိုပေါ့ Okay အဲ့တော့ဆက်လို့ပြရစီဒီကောင်ရဲ့တိုင်ခွန်းမှာကြီးလိုက်မယ်ဆိုရင်လည်းကိုစားရီတို့ကဘာတွေပါမလဲဆိုတော့အပေါ်မှာဆိုရင်ဒီကောင်ကတိုင်ခွန်းနှလုံးဟိုကောင်မှာလည်းတူကောင်တိုင်ခွန်းနှလုံးအကြီးနဲ့အသေး ဒီမှာဆိုလည်းအသေးနဲ့အကြီးနဲ့ဟုတ်ပြီနော်ဒီမှာကြည့်လိုက်မယ်ဆိုရင်ကိုစားရုပ်ပါပါမယ် RPM ပါမယ်တွားရကီလိုမီတာပါမယ် sea gate ပါမယ်နောက်ပြီး traction on off ပါမယ် frame ပါမယ်နောက်နောက်ပြီး air ပါမယ်နောက်နောက်ပြီး liter ပါမယ်နောက်ပြီးတော့ရေတိုင်ကြီး temperature တွားရကီလိုမီတာပါမယ် ABS ပါမီပါမယ်ဒီရဲ့ headlight မီထွန်းတာလားပိတ်တာလားပါပဲဦးမယ်နော်ဟုတ်ပြီသူရဲ့ဒီထဲမှာတော့တော်တော်ဆုံဆုံလင်းလင်းပေါ့ဒီရဲ့သူ့ရဲ့ model 2023 model မြင်ပြီးတော့အချိန်မှာတော့ဆိုရင်တော့မြင်လိုက်တိုင်းမြင်နေနော် ူတို့ဒီ move တွေ map တွေမှာအစုံမဲ့ဟိုကဘယ် movement ပါနေချင်တာလဲဒီကောက်မှာဆိုရင်တော့ move တွေ map တွေကတော့မပါသေးပါဘူးဒီကောက်ပါ ABS ပါမယ် traction ပါမယ်เนาะ DCD ဖြစ်တဲ့အတွက် auto manual ရမယ်เนาะ D mode နဲ့မအောင်မလား S mode နဲ့မအောင်မလားเนาะအဲ့ကောင်လေးအလုပ်လုပ်ရမယ်ဟုတ်ပြီเนาะတူးအနေနဲ့တော့ဒီရဲ့ engine mapping ပြောင်းလာတဲ့ဒီအစင်ကြီးဒီကောင်ဒီမပါသေးပါဘူးဟုတ်ပြီเนาะကိုစိုင်းတို့မြန်မာနိုင်ငံအနေနဲ့ကတော့တွက်ကြည့်မယ်ဆိုရင်အရန်တင့်တော်တယ် expansion အရန်မစုံတဲ့အတွက်အဲနိပညာအများကြီးမလို့ပြူရပြင်ရထိန်းထိန်းရလွယ်ကူပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီကောင်ရဲ့ဆက်တန်လေးကိုနားထောင်ကြပြီဟုတ် okay ECD engine ကတော့ဒီနားလေးမှာဒါလေးပို့လာတာဖြစ်ပါတယ်ဟုတ်ပြီနော် okay အဲ့တော့ How en el lado. ဘိန်း performance show လေးလုပ်ချင်နေဆိုရင်တော့ဒီရဲ့ဘိန်းရဲ့ function လေးတွေကောင်းကောင်းနားလည်ဖို့လိုပါတယ်ဟုတ်ပြီနော်ဒီလိုကောင်းတဲ့ key အရှိန်ထွက်မယ်ဆိုရင်တော့စဉ်းစားကြည့်လိုက်တော့ဘယ်လောက်ကြီးကောင်းမလဲဆိုတာလေဟုတ်ပြီနော်ဒါကတော့ Honda African Twin ရဲ့ CR ထောင်လေးဖြစ်ပါတယ် model 2016လေးဖြစ်ပါတယ်စကွန်16 ठी ကိုဒူပါပဲဟုတ်ပြီเนาะ20နောက်ပိုင်းမှလာဒီကောင်လေးရုပ်လုံးဝပြောင်းသွားတာဖြစ်ပါတယ်ဒီကောင်ကလပ်တိုက်နဲ့လာတယ်เนาะပြီးတော့ DCT နဲ့လာတယ်ကလပ်တိုက်ကတော့ကိုစားရိုးဒီဂျပန်ဖက်မှာနည်းနည်းရှားတယ် ဒီကောင်လေးကပယ်သွားလဲဆိုတော့ you are brazil ဘက်ကိုသွားတာများပါတယ် brazil ကောင်လေး cif နဲ့ထောင်တာမြင်ရောဗာမကြီးနဲ့သူများကလပ်ဘိန်းနဲ့ထောင်တာ dcd နဲ့ထောင်တာမဟုတ်ဟုတ်ပြီနော်ဒီကောင်ရဲ့ကာရတန်ကြီးပေါက်စရာဆိုရင်နော်ကိုစားတို့လီလန်ဘိန်းမှာဆိုရင်နော်နေရာတစ်ပတ်လေပေါက်ပြီးတော့မှအဲကိုစားတို့ license ပါဆိုရင်နော်250 300ကျောင်းကြမှာဖြစ်ပါတယ်ဟုတ်ပြီနော် ဒါတော့သူ့ရဲ့ဘိန်းကြောဘိန်းကောင်းရကောင်းသလိုပေါ့မူတည်ပြီးတော့မှဈေးလေးရတော့မြန်မာပြည်မှာဆိုရင် license ပါပြီးထားဦးမှာကိုစားရို့250 300ကျားရှိပါတယ်ဟုတ်ပြီနော်ဝတ်တောက်လေးဆိုရင်တော့300တပတ်လည်မှာဝယ်လို့ရပါတယ်အခုကာလာတန်ကြီးပေါ့စီနော်အဲရှေ့ရဟာရတော့မပြောရှင်းနှစ်ကဟာဒီနှစ်ထဲမှာဖြစ်တဲ့ပေါက်စီလေးဖြစ်ပါတယ်။ Okay အဲ့တော့ဒီကောင်ကနောက်ပြီးတော့ဒီဘိန်းမှာဆိုရင်ထူးခြားချက်ကပါလဲဆိုတော့ short bar ကိုဒီကောင်က nitrogen short nitrogen နဲ့လောက်ထားပြီးတော့မှ shop ပါ preload adjust ကစားလို့ရရတယ်ဟုတ်ပြီနော်ဒီမှာလက်လေးနဲ့လဲလိုက်မယ်ဆိုရင်အပြော့အမာချိန်လို့ရပါတယ်ဟုတ်ပြီနော်လက်လေးနဲ့ပဲဒီမှာလည်းထက်ချိန်လို့ရပါတယ်ဟုတ်ပြီနော်နောက်ပြီးတော့ဒီကောင်ကဒီ shape out တွေ suspension တွေကိုလည်းသူက adjustment လုပ်ခွင့်ပေးထားပါတယ် okay အဲ့တော့ကိုဘင်းကိုရိုးရိုးရှင်းရှင်းလင်းလင်းနဲ့ဆုံဆုံလင်းလင်းကလေးချင်နေဆိုရင်တော့ကိုစားတော့ CF ထောင်လေးကိုဝယ်ဖို့ညွှန်းချင်ပါတယ်ခီးရှိသွားမယ် နော် Honda fan တွေအတွက်တော့ Avenger ထဲမှာရွေးချယ်ဖို့တင်တော်ဆုံးလို့ပြောပါစေစီစားလဲတက်တာပါတယ်ဟုတ်ပြီနော်အဲ့တော့မင်္ဂလာရှိတော့နေ့ထူးနေ့မြတ်လေးပိုင်ဆိုင်ကြပါစေလို့ပို့လိုက်ဆုတောင်းပါတယ်โอเคတဒါ